အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကြိုးစားနေတဲ့ချိန်မှာမစင်မကျင်စားတော့မှုကြောင့်ခံစားခဲ့ရတဲ့ဦးမကြီးကင်စာအကြောင်းနောက်လူငယ်တွေစင်ကျင်ရနိုင်အောင် sharing လုပ်ပေးကြပါတယ်။အလုံးပဲမင်္ဂလာပါ။ Audio Bank Quizzo Channel ကနေကြိုဆိုလိုက်ပါတယ်။ Channel လေးကို like and subscribe မနစ်ကသိရင်လည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုကြပါတယ်။ဒီကန်စာကတက်ကြီးပိုင်းတွေမှာဖြစ်များတဲ့ကန်စာမျိုးဆိုပေမဲ့ နောက်ပိုင်းစားသောက်မှုပုံစံအမှားတွေကြောင့်လူငယ်တွေမှာပါဖြစ်များလာတဲ့ကင်ဆာပါဒီကင်ဆာမဲ့မသိခင်ဥပိတ်ချင်းလက္ခဏာတွေကြောင့်ကတ်တီလေးနဲ့ဆေးရုံအမိရောက်ခဲ့လို့အသက်မထိခိုက်ခဲ့တာပါမျိုးရိုးလည်းမရှိ နှစ်ရှည်လာများယောဂလက္ခဏာတွေလည်းအထွေထွေထူးထူးမပြခဲ့ပါဘူးစားသောက်နေထိုင်မှုကြောင့်ဖြစ်တာလို့ယူဆရပါတယ်ဘာလို့ဆို ကိုကအသီးရွက်လုံးဝမကြိုက်တဲ့သူမျိုးပါတလမှာအသီးရွက်၅ရက်ပြည့်အောင်မစားပါဘူး အရွက်ကြီးချက်ပြီးအသားလေးပါမှ မပရင်ကိုမျက်ရည်တောင်းလိုက်နဲ့ထမင်းစားတဲ့လူမျိုးပါဗန်ကောက်မှာတော့စားလိုက်တဲ့ဟော့ပေါ့မူကထဘူဖေးအကင် ထိုင်းအခေါ်လူချင်းဆိုတာတွေပေါ့မက်ခရိုနဲ့လည်းနှီးတော့အသားတွေကပေါ်မှပေါ်အသီးရွက်ဆိုဈေးမှလို့တစ်ဆယ်တန်းစီးလေးတွေလည်းမရောတော့အလုတ်ပြန်တိုင်းအသားကြီးပဲချက်စားဖြစ်ခဲ့ပါတယ်အဆက်ကလည်းအရန်စားလို့ကိုယ့်လက်ရာဆိုတငယ်ချင်းတွေတောင် သိမစားနိုင်ကြဘူးကိုကလူကပိန်ပြီးအလှကြိုက်တဲ့လောက်အစားကိုဆိုအရန်လောဘကြီးပြီးနှမျောတက်တော့ဘိုက်တင်းကားထိုင်မရအိတ်မရတဲ့အထိအလုတ်ပြန်ချိန်ညဘက်တွေစားပြီးအိတ်ရတန်းဝင်တက်ပါသေးတယ်မနက်ပိုင်းအလုတ်မှဖြစ်တယ်လို့ဝယ်စားပြီးတခါတလေမနက်စာကို12နာရီ2နာရီလောက်မှစားဖြစ်ပြီးတင်မော်သီးထောင်းအဆက်တွေကြက်ကင်းကောင်းကျင်းတွေမမားတွေစားဖြစ်ပါတယ်ဒါကတော့ကန်ဆာဖြစ်စေခဲ့တဲ့ နေထိုင်မှုပုံစံမှာကဲဒီတော့ယောဂါဆန့်ခံစားတဲ့အချိန်ကို စပြောရအောင်ထွေထွေထူးထူးလက္ခဏာရေလို့လဲတတိမထမိခဲ့ပါဘူးလေထိုးလေအောင်စမဖြစ်ခင်အထိနေတိုင်းကတန်မှန်ပါပဲ၁ရက်၈လ2025နေ့မနက်အိယာနိုဘီမထဘဲအိယာတဲ့ဖုန်းလှိမ့်သုံးနေချိန်လေထိုးသလိုလေးတစ်ချက်စခံစားခဲ့ရပါတယ်ဖိုက်စာလို့ဖြစ်မှာပါဆိုပြီး အလုတ်သွားဖို့ပြင်ဆင်ပြီးထမင်းစားပါတယ်။အလုတ်သွားချိန်မတက်တာပါဘူး။ငငယ်ကဖြစ်ဘူးသလိုလေထိုးတာမျိုးပဲထင်ပြီးလေဈေးတွေအစုံစားပါတယ်။အဲ့ကနေတရက်နှစ်ရက်မတက်တာလိုက်ပြန်တက်တာလိုက်နဲ့အချို့ညတွေအိမ်မရမနှက်ကြပျောက်သွားအဲ့လိုခံစားလာရင်တပတ်ပြည့်တော့အလုံလဲပိတ်ဆိုတော့စေကန်းသွားပြလိုက်ပါတယ်။ဆရာဝန်ကအစာမမှန်လို့ဆိုပြီးစေးထိုးပြီးစေးပေးခဲ့ပေမဲ့မတက်တာတော့ နောက်၃ရက်မြောက်နေ့မှာဆေးရုံထပ်ပြခဲ့ပါဗျ။အဲ့ဒီချိန်မှာလေကအရန်ထိုးတဲ့အခါဗိုက်တချမ်းကဖောင်းတက်လာလိုက်ပြန်ပြားလိုက်နဲ့။အဲ့ဒီချိန်အထရာဆောင်းရိုက်တော့လဲဗိုက်ထဲဂတ်တွေ ပြည့်နေတာဆေးပေးခဲ့ပြီးတပတ်ထက်ချင်းပြီးတော့ဝမ်းစစ်ဖို့ပြောပါတယ်။အဲ့ဒီချိန်မှာဆေးမထိုးမတက်တာပဲညတွေဆိုမျက်ရည်နဲ့မျက်ခွတ်အိမ်မရငိုလိုက်ရီလိုက်ခံစားနေရပြီးအစားလည်းမဝင်တော့ဘူး။ဘိုက်ကတဖြည်းဖြည်းပူလာပြီး 3-4လဘိုက်လောက်ဖြစ်လာပါပြီ။နည်းနည်းစားများများအန်ရေတောက်ရေအန်တွေ ဖြစ်လာပြီ။အဲ့ဒီမှာဆေးရုံရက်ချင်း29ရက်ရှိလာ2025ထပ်မသွားပဲအိမ်ကလည်းစိတ်ပူပြီးဘေးဒင်းတွေတွတ်တော့အောက်လန်းဆိုပြီးတော့ခေါ်ပြန်တာနဲ့အလောက်ကခွင့်လဲရတော့25ရက်ရှိလာ2025မှာပဲမြန်မာပြည်ပြန်ခဲ့ပါတယ်။ကန်ဆိုးကျင်တော့လေရင်နဲ့ပြန်ဖို့စမတ်ကတ်မရှိတော့ကားနဲ့ပြန်ဖို့ရွေးလိုက်ရပါတယ်။ လမ်းမှာခံနိုင်ရင်ရှိပါမလားမသေးကြတော့ဘူးကံကောင်းခြင်းတော့ကားပေါ်မတက်ခင်မနှက်ထိအောင့်ခဲ့သည်မကားပေါ်စထိုင်တာနဲ့အရှင်းတက်တာပြီးနှစ်ရက်ကားစီးပြီးအိမ်ရောက်လာခဲ့ပါတယ်နောက်နေ့မှပြန်အောင်လာပြန်တော့အိမ်ကစီစဉ်တဲ့ပျော်ကဆရာတွေရောစုံလို့မတက်တာတာနဲ့ကိုကလည်းသိမယုံတော့လက်တွေ့ပြနိုင်မယ်လို့ထင်နေကိုယုံနဲ့မှော်ပြီးကရွှေရင်ကျော်ဆရာကြီးတူတာအောင်စီသွားပြီးစစ်မှမရှိတာသိကြတယ် ဆေးရုံသွားတော့ဆိုမှကြားထဲ၄၅ရက်လောက်ကြာနေပြီလူကထမင်းစေးတောင် စားမရတော့ဘူးခါးတွေလည်းမမတ်နိုင်တော့ဘူးဂရန်ဟန်တာဆေးရုံကိုညာရင်းချင်းရောက်သွားပြီးလိုအပ်တာတွေစစ်ပါတော့တယ်အဲ့ညာပဲဆေးရုံတက်ဖို့လိုလိုတက်ပြီးဓမ္မန်စီဒီရိုက် ဥပိတ်လက္ခဏာမှန်ပြောင်းအပေါ်အောက်ကြည့်တော့ဥမာကြီးရဲ့အနာတွေ့လို့3ရက်9လ2025မှာဆခွဲပါတယ်ညာ6နိုင်ခွဲကနေ10နိုင်လောက်မှာခွဲပြီးပါတယ် မေဇင်းပြေတော့အရန်နာလုံးလို့ဒီလိုအနာမျိုးထပ်ခံစားရမယ်ဆိုရင်ငါတေဖို့ကိုပဲရွေးမိမှာလို့တွေးမိလောက်တဲ့အထိအိမ်မက်ဆိုးတွေပါအစာရောရေရော31ရက်ရှိလာ2025ရက်ကဖြတ်ထားရတာခွဲပြီး9ရက်လောက်မှနည်းနည်းစီစဆားရပါတယ်လူလဲတော်တော် ပိန်ကျသွားတယ်ခွဲပြီးအသားစားစစ်တော့ဦးမာကြီးကင်စာ state 2တဲ့ဒါကတော့ကင်စာရေလို့သိလာရတဲ့ဖြစ်စဉ်ပေါ့ စာရှည်နေပြီမို့ဒီမှာပဲရက်ပြီးနောက်ပိုင်းကျဆက် share ပေးပါမယ်။ကိုလိုအသီးရွက်မကြိုက်အသားကြိုက်တဲ့သူတွေဒီ post ကိုမြင်ပြီးတော့စင်ကျင်နိုင်ကြပါစေ။သိကျင်နားလေးတွေရှိရင်လည်းတည်တလောက်ဖြေသွားပေးပါမယ်ဆိုပြီးတော့လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးတင်ထားတာလေးကိုဖတ်ပြလိုက်ပါရစေ။မူရင်း post ပိုင်ရှင်ကိုလည်း credit ပေးပါရစေဗျာ။ကျေးဇူးတင်ပါတယ်။အသိပညာဘုဒ္ဓရရစီရအကြောင်းအရာတွေနဲ့စိတ်ဝင်စားဖွယ်ရာသတင်းအချက်အလက်တွေကိုဖတ်ပြပေးမယ်။ 奥利奥版规则吧。